မင်းသမီးတွေနဲ့မင်းသမီးနှစ်ယောက်နဲ့ကျမနဲ့ရန်ဖြစ်တော့ဖြစ်စဉ်ဖြစ်ရဲ့အရာကျမကျမအလုပ်ကျမလုပ်တာကျမကစပြီးစော်ကားခံရတာကျမကိုသူတို့စပြီးစောင်းမြောင်းပြီးပြောတာ ကာယကံရှင်တွေကိုယ်တိုင်သိပါတယ်။ဟာတို့အပြန်အလှန်တို့တွေရဲ့ post တွေတင်ပြီးတော့မှကျမတို့ထီကပားကြီးကပားကြီးနဲ့စောင်းမြောင်းပြီးတော့မှတို့ကတင်တာ။ဟာအပြန်အလှန်တို့အောက်မှာ comment တွေတို့ fan တွေရောတို့တွေရောအဲ့လိုတွေပြောတော့ကျမတစ်ချိန်နှစ်ချိန်သုံးချိန်ကျမကုန်တိတ်ခါရှိရလေကျမစိတ်ဆိုးတာလေစိတ်ဆိုးတော့ဘာဖြစ်လဲဆိုတော့ကျမဆယ်လီဘာမဝသေးတဲ့အချိန်မှာဒေါသနဲ့ကျမကဒီမှာတုံ့ပြန်တယ်။ ဟာတုံးပြန်တော့ဒီမှာပိရိသက်ကလည်းလာပြီးတော့မှအုတ်အော်တောင်းနေတယ်အဲ့လိုပွဲဖြစ်တာတွေပါလေကျမနားမလဲဘူးနားမလဲတော့ပိရိသက်ကလည်းလာပြီးကျမဟာဆဲကပြူကြနေဟာသူ့ပိရိသက်ကိုပိရိသက်တွေနဲ့အမှဇင်ရောင်းတွေရှုပ်ပြီးတော့မှနောက်ဆုံးဘာဖြစ်လဲဆိုတော့ဟာဘောမကြီးဘောမကြီးဘောမကြီးလေလာအဲ့တော့ဘာဖြစ်လဲကျမလည်းစိတ်တွေဆိုအေးဘောမတော့ဘာဖြစ်လဲရိုးရိုးတော့မမအောင်ငါဂတိပါလဲအိတ်ဆွပြီးမလာဘာဖြစ်လဲညာဖြစ်ဟာအဲ့လိုတွေနဲ့သူတင်ကိုတင်နေနဲ့ဖြစ်ကြရောအဲ့တော့ဘာဖြစ်လဲဆိုတော့ဒေါသနဲ့တုံ့ပြန်လိုက်တဲ့ကျမအမားဖြစ်သွားတယ်အများအမြင်မှာမနေပြန်ဖတ်เสียရတယ် အဲ့လိုဖြစ်မှာစိုးလို့ဒီလိုနေရာကသူတွေဟာ public နဲ့ထိတွေ့ရဲ့နေရာမှာဒါကြောင့်မလို့နိုင်ငံတကာမှာတကယ့်ကိုနိုင်ငံကျော်ကဘာကျော်တွေဟာဘယ်တော့မှ social media ကိုသူတို့ကိုယ်တိုင်မသုံးဘူးတခုခုပြောတယ်ဆိုသူတို့နဲ့တိုင်းရိုင်မပြောဘူး manager နဲ့တော်လကောင်း lawyer နဲ့တော်လကောင်းဒီလိုပြောရတာဘာဖြစ်လို့လဲဆိုတော့စကားအမားပါမှာစိုးလို့စကားမှားသွားရင်ကျူးသွားရင်စူးသွားရင် ရှင်းလို့မရဘူး ဲ့တော့ဖြစ်စဉ်ဖြစ်ရအရာအာဒါမိမိရဲ့ဂုဏ်သိက္ခာမိမိရဲ့ image ကိုထိခိုက်စေနိုင်တဲ့ဟာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဖြတ်ပေးဖို့တောင်းဆိုရင်အဲတောင်းဆိုတာကနေတခါအဲထပ်ပြီးတော့မှမီဒီယာနဲ့ရှင်းပေးဖို့တောင်းဆိုရင်အဲတောင်းဆိုတာကမှတခါမရတဲ့ခါကျတော့စိတ်ဆိုးတယ်မှန်တယ်မှန်တယ်မှန်တယ်အဲ့အထိမှန်တယ်စိတ်ဆိုးတယ်မှန်တယ်အဲ့အထိမှန်တယ်စိတ်ဆိုးတယ်မှန်တယ်ဒါဗီမဲအဲ့ဒီကနေတဆင့်ဒေါသနဲ့ပါပြီးတော့မှကျွန်တော်တို့လည်းနားထောင်လိုက်ရတယ်ဒေါသနဲ့ပါပြီးအရန်ဆင်းလိုက်တယ် ်ဆိုတော့ဒါကြတော့ဒီကိုလက်ရှိရှိနေတဲ့အနေအထားအရာကြတော့ကိုအမားဖြစ်သွားတယ်သူ့အလွန်ကိုအမားဖြစ်သွားတယ်နောက်နောက်မဖြစ်စေနဲ့ဘာဖြစ်လို့လဲဆိုတော့မိမိလုံရတဲ့အလုပ်တွေဟာ trust and belief နဲ့ပိဋကတ်ရဲ့ယုံကြည်မှုတွေနဲ့သက်ဆိုင်တဲ့ဟာတွေကို လုပ်ရတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့မိမိတို့ကိုယ်တိုင်ဟာ publication မှာစံပြဖြစ်နေဖို့လိုတယ် emotional ရ ဲ့လိုဖြစ်လိုက်လို့မရအောင်အဲ့ဒီမောင်မတစ်ခါကောမန့်နေတယ်မှာနောင်နာရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီထက်ပို့ပြီးမစဲလိုက်ရလို့ဒီထက်ပို့ပြီးမပြောလိုက်ရလို့ဆိုတော့အဲ့တော့ပို့ပြီးတော့မှပိဋိတ်တ်ဟာစိတ်ဆိုးစရာဖြစ်သွားစေတယ်ဒါကြောင့်မလို့သူ့အလွန်ကိုယ်အမှားမဖြစ်စေနဲ့လို့ပြောတာ ဒါဒီဖြစ်ရဲ့အရာဆိုကျွန်မအမြင်နဲ့ကျွန်မဟာငါဒီလိုဖြစ်လို့မလို့ဟိုဥစားပေါ့ဟိုငါကတော့ဖိပြောမယ်ဆိုရဲထဲမှာကျွန်မမပါဘူးเนาะမှန်နေဒါကိုကိုထင်အောင်ထင်မှားဖြစ်စေတဲ့ဗီဒီယိုဖိုင်ကိုတင်တာစိတ်ဆိုးတယ်မှန်နေဒါပေမဲ့ဒီလိုပုံစံနဲ့မဖြေရှင်းရအောင်နောက်နောက်ကြုံအောင်မှာကြုံတွေ့အောင်မှာနေနေရရအဆင်မှမဟုတ်တာဟုတ်တယ်လားနိုင်ငံတော်အဆင့် သူတွေဒီလိုပဲကြုံတွေ့ရအောင်မှာဓာတ်ပုံတွဲရိုက်ခြင်းတဲ့သူတွေကလည်းပေါ်လာအောင်မှာပေါ်လာပြီးရင်ဒီလိုပဲ attention ယူပြီးတော့ဒီလိုမျိုးပဲနာမည်ကြီးတွေနာမည်ကျော်တွေနဲ့ရိုက်ရတယ်ဆိုသူတို့ကတော့ဘာရင်မဟုတ်ဘူးတင်တဲ့ကိစ္စမျိုးတွေကြုံလာအောင်မှာဒီပေါ်မှာပိရိတ်သက်ကထင်းအောင်ထင်းမဖြစ်စေတာတွေအများကြီးကြုံလာကြုံလာလိုက်တိုင်းကြုံလာလိုက်တဲ့သူကိုစင်းနေလို့တော့မရဘူးအဲ့လိုကြီးဆဲပြလို့မရဘူးနောက်အများကြီးကြုံလာရအောင်မှာအခုမှအစပဲရှိသေးတယ် အခုကအတက်ဆုံးအချိန်အခုကလုံးဝတော့ထိတ်ဆုံးအချိန်ဒါအခုကအရန်ကိုဒီထက်တက်အောင်မဒီထက်ရှိအောင်မနော်ဒီထက်အောင်မြင်အောင်နေအောင်မဒီထက်လျှံလျံတက်အောင်မဲ့လူတယောက်ဟာဒီလို emotional မျိုးနဲ့လုံးဝလုံးလို့မရဘူးမိမိကြောင့်မိမိ support လုပ်နေတဲ့သူဂုံတိတ်ခါကြာဆင်းစေမယ့်ဟာမျိုးဆိုရင်ရှောင်ကျင်ရမှာနောက်ဆိုရင် emotional ကိုဒီထက်ပို့ပြီးတော့မှထိမ့်သိမ့်ဖို့လိုအပ်တယ်သူ့အလွန်ကိုအမားဖြစ်သွားတာ 高精啥嘞？大朋友们，拿我们平安的立场。